ရခိုင်ပြည်နယ်အတွင်းကဆစ်ဆောင်စခန်းတွေမှာနေထိုင်တဲ့အမျိုးသမီးတွေဟာစည်ရေးပဋိပက္ခတွေကြောင့်ကုန်စည်စစ်ဆင်မှုပြတ်တောက်တာဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာတွေကြောင့်လစဉ်သုံးပစ္စည်းရှားပါးတာတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။လစဉ်သုံးပစ္စည်းတွေရှားပါးလာတာကြောင့်ရခိုင်ဒေသခံအမျိုးသမီးတွေဟာလစဉ်သုံးပစ္စည်းတွေအစားရှင်ယူစဲနေလန်းတွေအတိုင်းပိတ်ဆို့အစားထိုးအသုံးပြုနေရတာတွေရှိလာတယ်လို့သိရပါဗျ။ အရင်ကလစဉ်သောပစ္စည်းတစ်ထုပ်ကိုငွေကျပ်800 900လောက်ရှိခဲ့ပေမဲ့တကြွပြန်တိုက်ပွဲကာလရှည်ကြလာပြီးတဲ့နောက်စေအုပ်စုရဲ့အရာရာဖြတ်တောက်တာခံရတဲ့အတွက်တထုပ်ကို2500ကနေ3000ငွေအထိမြင့်တက်လာနေတယ်လို့သိရပါဗျ။ဒါပေမဲ့ပစ္စည်းရှာပါမှုကြောင့်ငွေကြေးတက်နိုင်သူတောင်ဝယ်ယူဖို့ခက်နေတယ်လို့လည်းဆိုကြပါဗျ။ပိတ်ဆတွေနဲ့တုံးနေအရင်ကဂွန်းတုံးနဲ့တုံးတာဆိုတော့အရာရာကယုံကြည်ချက်အပြည့်ပေါ့။ပိတ်ဆနဲ့ဆိုတော့အိမ်ပြင်တွေလည်းမထွက်ရဲမသွားရဲမလာရဲပေါ့။ ကျမရေးတော့မကောင်းဘူးဆိုတာတော့သိတယ်ဒါပေမဲ့လည်းဒီနီလန့်ကငွေကြေးတက်တာတယ်လေလို့ဆစ်ဆောင်မျိုးသမီးတအုပ်ကပြောပါတယ်ရခိုင်မှာရှိတဲ့မိသားစုတစ်ခုမှာအမျိုးသမီးတို့ဓမ္မတာလာခြင်းအတွက်လဆင်သုံးပစ္စည်းအတွက်ငွေကျ6000အထက်သုံးပြုနေရပြီးမိန်းကလေးများတဲ့မိသားစုတစ်ခုမှာလဆင်သုံးပစ္စည်းအတွက်ငွေကျ2000အထိသုံးရတယ်လို့သိရပါဗျ။ ဒါအပြင်စစ်ဆောင်စခန်းတွေနဲ့ကျေးလက်ဒေသတွေမှာရှိတဲ့အမျိုးသမီးတွေအနေနဲ့လမ်းစဉ်သုံးပစ္စည်းရရှိဖို့အတွက်မြို့ပေါ်ကိုတွားရောက်ဝေယူရမှာလဲလမ်းခီးစိတ်ကျင်းပမှုတွေပါရင်ဆိုင်နေကြရတယ်လို့သိရပါတယ်ပစ္စည်းတွေကတော့အခုဆိုရင်ဟိုပစ္စည်းတွေကပြည့်တယ်ပေါ့နော်ဟိုကဟိုတခြားနေရာတွေကသွားဝင်ရတာမျိုးလို့ဒီကလူတွေဆိုရင်တုံကုတ်ခွက်ကိုသွားရတာမျိုးတွေထွက်ရှိပါတယ်အဲတော့ပစ္စည်းတွေအဲဆိုရင်ဒီမှာရွာတွေမှာဆိုလေပစ္စည်းချင်းတွေမှာဆိုလေဟိုထောက်မင်းပေးတဲ့အဖွဲ့တွေရှိပါတယ်မှာ ဟိုတခြားဖွဲ့တွေကဟိုအင်ဒိုဂျီစီတွေနဲ့နိုင်ဂျီစီစီတွေနဲ့အတူတူကလည်းဟိုစက်ပြာတို့နဲ့ဟိုပြီးတော့လာဂျီလူဂျီစီတွေနဲ့အတူတူအတူတူပေးတဲ့ဟာတွေရှိပါသေးတယ်။အခုဆိုရင်တော့ဓာမျိုးတွေကလည်းတော့တိတ်မပေးတော့ပါဘူး။အဲလိုအဲလိုပစ္စည်းတွေကိုတော့တင်းတင်းနေတော့အဖြစ်ရှင်တွေကိုတော့လာလည်းပေးကြည့်ချင်ပါသေးတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအာရခတက်တော်အပါအဝင်နိုင်ငံသားအလူရှင်တချို့ကထောက်ပံ့ပေးမယ်။အမျိုးသမီးလှဆင်သောပစ္စည်းပါဝင်မှုဟာနေပါတယ်လို့သိရပါတယ်။ ဒါအပြင်ရခိုင်ပြည်နယ်မှာစစ်ကောင်ပရှင်ကကုန်းလန်းရေလန်းတွေကိုပိတ်ဆို့ထားတာကြောင့်လူသုံးကုန်ပစ္စည်းတွေလည်းပြတ်လတ်နေပြီးစစ်ဆောင်စခန်းမှာနေထိုင်သူတွေဟာအလူရှင်တွေမရောက်တာကြောင့်လည်းငွေကြေးအပြင်စားဝတ်နေရအခက်အခဲလည်းရှိနေပြီးကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေလည်းရှိတယ်လို့သိရပါဗျ။ပစ္စည်းကရှားလာပြီ။ကျမတို့အတင်းကလည်းရှိတဲ့ဟာတွေဝင်းမြပေးနေပေမဲ့အကုန်လုံးကတော့လောက်ငါအောင်မရကြဘူး။ဒီပစ္စည်းတွေကိုမြို့သမီးတိုင်းရောက်ဖို့အတွက်ကုညီဖို့ဆိုရင်ကျမတို့အတင်းကိုယ်တိုင်က ကူညီလိုအပ်နေတယ်လို့ပြောလို့ရတယ်။အခုကအကူအညီလည်းမလာကြတော့အဲ့ဒီကိစ္စထပ်ဝိုင်းရေးအတွက်ပဲဖြည့်ရှင်းမိနေရတယ်။စေနှုံမြင့်တက်မှုအပြင်လက်နက်ကင်ပြည်ပခဖြစ်ပွားရာရခိုင်ဒေသမှာလမ်းမဆက်သွေးရေးနဲ့စစ်ကော်မရှင်ရဲ့ကန့်သက်ချက်တွေကြောင့်စစ်ပေးဆောင်တွေအတွက်ကူညီထောက်ပံ့ရမှာအခက်အခဲတွေရှိတယ်လို့သိရပါဗျ။ စစ်ကော်မရှင်နဲ့အာရခတပ်တော်တို့တကြောပြန်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ရခိုင်မှာစစ်ကော်မရှင်ကစေဝါတည်ယူခွင့်နဲ့တင်ပို့မှုကိုပြီးခဲ့တဲ့2022ခုနှစ်ကာလတွေကပိတ်ပင်ခဲ့ပြီးဒေသတွေမှာစားသုံးကုန်နဲ့လူသုံးကုန်တွေပြက်လက်တာအပြင်စေဝါပြက်လက်မှုတွေပိုင်းဆိုင်နေရတယ်လို့သိရပါဗျာ။